စမ်းမယ်ကျွန်တော်တို့တိတ်မုံနဲ့ခမားတို့ခေါ်ခေါ်နေတဲ့အဖွားကြီးပေါ့သူ့လက်ထက်မှာကြိုက်တဲ့စလောင်းတက်အတားစီမရှိ free ပဲကြိုက်တဲ့ channel ကိုဖွင့် NLD ကိုဖောင်းထုတ်တဲ့ရောမင်းကြီးဆိုတဲ့စကားပိုင်းကိုအတန်ကုန်ဖွင့်ကြည့်အကုန် AC ပဲစေယုံတက်အခမဲ့ကာကွယ်စေးထိုးအခမဲ့ပညာသင်စရိတ်အခမဲ့တရင်ကောင်းကန်စာကာကွယ်စေးအခမဲ့အသက်မွေးပညာအတတ်တင်ကြောင်းအခမဲ့ လာစဉ်ထောက်ပံ့ကြီးတောင်ပေးလိုက်သေးတယ်။မူရဲ့စေဝါအတွက်သတင်းပေးရင်ဂုံပြုတ်ငွေနဲ့အခွန် free ။ကိုဝင်ဆောင်ထောက်ပံ့ကြီးက2000နှစ်နှစ်အောက်ကလေးထောက်ပံ့ကြီးက2000တက်ကြီးထောက်ပံ့ကြီးက3000မတန်ဆွမ်းထောက်ပံ့ကြီးက2000ကိုဗစ်ကာလမလို့ကိုဗစ်ထောက်ပံ့ကြီးက3000ရတဲ့အပြင်မိုးစဘာချင်းငွေဆိုရှင်းကိုဗစ်ကာလအပေါ်ဆောင်ချင်းငွေကလည်းရှင်းအကြီးကျသွင်းဝန်ထမ်းချင်းငွေကလည်းရှင်း ကာကွယ်ရေးသုံးစိတ် share package အာဆီယံမှာအမြင့်ဆုံးပဲဝန်ထမ်းအင်ယာတိုက်ခန်းအပြန်စားပင်စင်ယူပြီးရင်အင်ယာကအစင်သက်ပဲနေစရာမရှိကျူးဆိုရင်အင်အစင်သက် wave money တသိန်းလွယ်1500 wave money ထုတ် free ဘာအငွေစိတ်ကြိုက်သွင်းစိတ်ကြိုက်ထုတ်ဘာရာဂိုင်တော့မှမရှိဘူးဘာဝန်ထမ်းကိုမှလည်းဖားရနေစရာမလိုဘူးကျုပ်တလုံးတရားဒီကိုချင်းတကက်၄၀၀ မက်စတဘူးတစ်ထောင်အောက်ဆီဂျင်ဘူးနှစ်သိန်းဝယ်စရာတော့မလိုဘူးအောက်ဆီဂျင်အခမဲ့ပါဒေါ်လာဈေး1350ဒက်စီတလီတာ600အများဆုံးပဲစီတထောင်မိုးထက်ဖင်ဖူးအောင်စီးလို့ရတယ်ဆန္ဒပြဘယ်သူမှလာမနှောက်ရဘူးရဲဆောင်ဆောင်နဲ့တခါတလေတော့ပါလိုက်သေးဝါသနာကြီးရင်ကြိုက်ရတက်ပြော free ပဲကျွန်တော်တို့တက်ထောက်ခံသူတွေဆိုအန်ဒလီလက်ထက်ကာလာမှာစေမော်တက်ပြီးတက်ဆဲလိုက်သေးတယ်မလား ညစည်းတန်းကိုအေးအေးဆေးဆေးရှောက်လဲပြီးကြာရတငယ်ချင်းအမျိုးအိမ်ဝင်းဧည့်သည်ရင်းဆိုတာကြားအောင်မကြဘူးတော့ဘူးဘေးဌာနဆိုင်ရာဝန်ထမ်းကမှလည်းဖာရကြောက်ရွံ့နေကြမလို့ငွေညစ်လူညစ်ရင်အခြေမူရင်းတိုင်လိုက်လို့ရတယ်ကျွန်တော်ကတော့တခါဌာနဆိုင်ရာယုံလေးသွားပါတယ်မြင်မြန်ပြီးစေချင်လို့ပြတ်ဆန်လေးပေးတာတော့လက်လေးကပြီးမလုပ်ပါနဲ့အတိုင်ခံရမှာစိုးလို့ပါတဲ့ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးတယ်တရမနာယုံအတိုင်ပင်ခံယုံကိုဖုန်းဆက်တိုင်ကြဖို့ကဖုန်းဆက်နှလုံး ဒါမှမကျင်တဲ့ဒင်းရင်မကျင်တဲ့တာကိုရင်ဖွင့်ပြီးအဝဆဲလို့ရတယ်တမ္မတာယုံ page ကတခုအတိုင်းမင်ကန်ယုံ page ကတခု personal account တခုတော့ပါလိုက်သေးမကျင်တဲ့တာတွေအခက်ခဲတွေကိုတိုင်ကြားလို့ရတယ်တမ္မတာယုံဖုန်းက6လုံးအတိုင်းမင်ကန်ယုံဖုန်းက6လုံးရဲဌာနဆိုင်ရာကငွေညှိရင်တိုင်ဖို့အာဂရီကော်မရှင်ဖုန်းက6လုံးရောက်လာပါမလားလို့မပူနဲ့တိုင်တာနဲ့တန်းဆင်းလာတာကိုတို့အခုတော့မနေ့က ဘေးအင်ကအယက်သမားနဲ့ရန်ဖြစ်ပါတယ်ရဲကိုဖုန်းဆက်ပြီးလမ်းတိုင်လိုက်တာအဲ့ဒီရဲကကိုကိုငွေညစ်တာပဲခံလိုက်ရတယ်ဒါ့အပြင်လမ်းသွားရင်စိုက်ကယ်အလူခံရတာတို့ဖုန်းလူခံရတာတို့ပတ်ဆိုင်အလူခံရတာတို့ဆိုရင်ဘသူကိုအဖေခေါ်ဘသူကိုအာကိုရမယ်မသိဖို့နေနေတတ်တာကျမ်းမာရေးဝန်ကြီး page အောက်မှာတော့ comment မှန်ခွင့်မရှိတော့ဘူးမလားဒါတော့အဘလက်ထက်ကတိုးတက်လာပါတယ်လို့မျက်လုံးစုံမိထောက်ခံတဲ့ တက်ထောက်ခံသူတွေကရှိသည်ကျွန်တော်ကဖြင့်ဒီလိုတက်ထောက်ခံသူတွေကိုအံ့ဩလို့တော့မဆုံးတဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ်